နန်းနန်းလေးပါအပြင်နေရိုက်လိုက်နော်တက်ကြည့်ပါရဲ့ဟုတ်ကဲ့အဲဟုတ်ပြီအကိုတော်နဲ့အမတော်ဆိုတာကပြောရင်လေဘာဘာတို့ကငငယ်လေးတွေကရှေ့ကအဘိုးကြီးပြီးရင်ပင်နေကပြီးတော့ဆင့်ကဆင့်ကပြောခဲ့လို့လည်းပြီးရတာပေါ့နော်ရှေ့ကရာဇဝင်ဆိုတာကရှေ့ရပုဂ္ဂိုလ်တွေကသာပြောပြလို့သိကြရတာသားလေးတွေမှာရေးပြတော့လည်းပဲသိကြရတာပေါ့နော်အခုလိုသမီးတို့အခုခင်မှာဆိုလို့ချင်းမှတ်တမ်းတင်ပြီးတော့အခုလိုဗီဒီယိုဖိုင်လေးတွေရိုက်ပြီးတော့ပြောတော့တယ်နောက်လာနောက်သားလေးတွေသိရတာပေါ့နော် အဲပါဇာရာဇဝင်ကလည်းရှေ့ရရာဇဝင်တူတူပဲပေါ့နော်ဒါလေးတွေအထင်သေးစရာလည်းမလိုဘူးရုံမယုံကြည်စရာလည်းအကြောင်းမရှိဘူးအမှန်တကယ်လည်းရောင်းရမှာပေါ့နော်ပြောမယ်ဆိုရင်တော့ဒီအမတော်နဲ့အကိုတော်ကမောင်နှမအဲမောင်နှမနှစ်ယောက်မှာသူတို့ကသစ္စာသစ္စာဒိဋ္ဌံထားတယ်ပေါ့တသက်တာအဲလင်မယူဘူးအိမ်တော်မပြူးပေါ့နော်အဲလင်မယူဘူးအမတော်ကမယူဘူးအကိုတော်ကလည်းသူအိမ်တော်မပြူးပေါ့နော်ဒီလိုနဲ့မောင်နှမတွေနေနေလာတော့အမတော်ကအယံချောတယ်အဲအယံချောတယ် ဟိုကပညာလည်းတတ်တယ်အရန်လည်းချော်တယ်ဥစ္စာလည်းရှိတယ်ပြီးတော့သူ့မှာဝင်းတွင်ပညာအတိုက်ရှိတယ်သူ့မှာအဲ့ဒါသမီးတို့နာလေ့လာဘူးလားဝင်းတွင်အတက်ပညာလေအေးကြားဘူးလေပြီးတော့ပြောလို့ရရင်တော့ပြောပြမယ်နော်တားလိုက်တော့အဲ့ဒါနဲ့ဒီအမတော်လိုချင်တော့တိုင်းတစ်ပါးကဘယင်မင်းတစ်ပါးကတခါလေသူ့ကိုယူမယ်ပေါ့ သူ့ကိုယူမယ်ဆိုလဲပြီးလဲပြီးတော့အတင်းအကျပ်ကင်ပြီးတော့ယူမယ်ဆိုပြီးတော့လောက်တာသူကယူမခံဘူးသူငါအစတည်းမယူဘူးလို့ပြောထားတာအဲ့ဒါနဲ့ပဲသူကထွက်ပြေးလာတာထွက်ပြေးလာတာထွက်ပြေးပြေးမိပြေးရပြေးလာတာပေါ့နော်ပြေးမိပြေးရပြေးလာတော့ဒီကိုရောက်တော့ရောက်လဲရောက်တော့သူကဘယ်လိုတိုင်တယ်လို့ငါနောက်ကိုတော့ဒီရန်သူတွေကလိုက်လာမှာပဲရန်သူတို့ကသတ်မှတ်လိုက်ပြီပေါ့နော်သူနောက်ကိုပြေးလာတဲ့လူတွေလိုက်လာတဲ့လူတွေဟာလာငါကန်တကန်တူးမယ်ဒီမှာကန်တကန်တူးပြီးတော့မှပကံကိုရိုက် ကန်တကန်တူးမယ်ကန်ကရတဲ့မြေကြီးလေးကိုလည်းငါအကိုလွမ်းတယ်သူကမောင်နှမနှစ်ယောက်တည်းရှိတယ်။သူပြေးလာတော့သူ့ရဲ့အပေါင်းဖော်တွေလည်းပါတာပေါ့နော်။အဲ့တော့ငါအကိုလေးကိုလွမ်းလိုက်တာဆိုပြီးရက်ကတည်းကြာနေတာပေါ့လားတွေလည်းကြာတာပေါ့နော်။တနေ့တည်းလာပြီးတနေ့တည်းပြန်လို့လည်းမရဘူးလေ။ချက်ပြေးနေတော့အဲ့ဒါနဲ့ ဟိုအဟိုးအနာလေးမှာသူလွမ်းစေစီလေးသူ့အကိုလွမ်းလို့လွမ်းစေစီလေးတဲတယ်တဲလဲပြီးလဲပြီးလဲပြီးတော့သူအဲ့လိုနဲ့နေနေနဲ့ငါအကိုနဲ့လဲငါနဲ့လဲဝေးပါပြီပေါ့နော်ဒီတက်တက်လဲဆုံမှလဲမဟုတ်တော့ပါဘူးဒီမှာဟာဘာမဟုတ်တဲ့လူလဲငါမယူချင်ဘူးပေါ့နော်ဆုတ်လဲဆုတ်လဲပြီးလဲပြီးတော့ဟိုတုန်းကတော့ကျွန်တော်တို့အသိခဲ့ရအောင်တလောက်ကတော့အမတော်ကသူ့ရဲ့ကံလေးမှာပဲစက်သေးလိုက်တယ်တဲ့ပြယသနာပေါ်ရကောက်တယ်နောက်နောက်နောက်ကာလရေလေရောသားတော့ထွက်သွားတယ်လို့ဒီလိုလေးပြောတယ်ပေါ့နော်အမမတော်ဒါတော့ကိုနှစ် ဒီနှစ်ခုလေးကွက်ကိုပဲဆုံးပြလိုက်ပါတော့အဲ့တော့အမကစိတ်ကြီးတယ်ဘလို့စိတ်ကြီးလဲဆိုတော့ငါ့နောက်ကိုလိုက်လာတဲ့လူတွေဟာငါကံကရေကိုတောက်ချင်ငါကံကရေကိုခြေောက်ဆေးချင်ငါ့ကိုမထိန်မဲ့မြင်ပြောခဲ့ရင်ပေါ့နော်သွေးစိမ့်အမစီပြလားဒီနေရာမှာဒုက္ခမျိုးစုံရောက်ပါစေဆိုပြီးတော့အမတော်အဲ့လိုကျိန်းစာတိုက်တာအဲ့ဒီကံကဘာဘာတို့ငငယ်တုန်းကဆိုလို့ရှိရင်ဒီကံနှစ်ကံကစက်မထားဘူးခုမှစက်ထားလား ီဖျားကြီးတဲတော့မှာစလိုက်တာငကုံးကဆိုတကန်စီအမတော်ကံကလေးမိုးလွဲဆိုရေတွေအများကြီးပဲအောက်ရေတွေအပေါ်ကလည်းမိုးရေတွေအများကြီးပဲအောက်ရေပေါ်ရေဆိုတော့ရေတွေများနေတာအများတန်းနောက်အမရေများနေကြီးနေရမှာမလားမရဘူးအများတန်းကိုနောက်နေတာအဲ့ဒါနဲ့နှောက်တော့ဒီဖျားကြီးလက်တယ်လက်တော့ကောကန်နှစ်ကန်ဆက်လိုက်တော့ရေဟိုဘက်ရေနေဒီဘက်နဲ့ကူးလူဆက်ကဆိုတော့မနောက်တော့ဘူးပေါ့နော်ဒါတော့မှပေးချခြင်းနောက်တယ်ဒါအမတော်ရဲ့သူ့ရဲ့စိတ်ကနေပြီးတော့အဲ့လိုပြောတာပေါ့နော် ပြောလဲပြောအာရနဲ့ပဲအကိုတော်ကတခါလေလိုက်လာတာပေါ့နှစ်မနောက်ကိုဘယ်ဘယ်ရတော့မဟုတ်ဘူးရှောက်လိုက်တာပေါ့တိုက်ချက်လိုက်ချင်းနဲ့ဒီရောက်တယ်ကြာလဲကြာနေပြီဒီလဲရောက်လဲရောက်လာကောသူတို့စီးလာတဲ့စင်ရစင်ဆိုတော့လေတရိษံဆိုတော့လေမသိဘူးပေါ့ရင်မြင်ပေါက်တာပေါ့နော်ရင်မြင်ပြီးတော့တောက်လဲတောက်လိုက်ကောအဲ့မှာတင်ပွဲချင်းပြီးပေးရောအာဒီလိုဆိုရင်သူတို့မောင်နှမဆိုတော့တူတူကိုကိုအကုန်သိကြတယ်ဟိုအမအကြောင်းကိုသိတယ်လို့ကိုအကိုအကြောင်းလည်းသိတာပေါ့နော်အော်ငါအမကစိတ် ေါ့နော်ဆက်တယ်စိတ်ကြီးတယ်အဲ့တော့ငါအမကျင်းစားတိုက်ခဲ့တာပဲကဲငါအမကံကဒုက္ခရောက်တဲ့လူမှန်သမျှပေါ့နော်အန္တရာယ်ရှိတဲ့လူမှန်သမျှငါရဲ့ရေကြီးကံရေတောက်ကံရေကြီးကံလေးကိုတောက်လို့ရှိရင်ပျောက်ပါစေဆိုပြီးတော့ဒါမေတ္တာကြီးကံပေါ့နော်အကိုတော်ကသူကတရားသမားအဲအဲ့ဒါအကိုတော်ကဖျားတည်ထားတဲ့ဒီနောက်မှာသူအဲ့ဒီဟာမြေကြီးရတဲ့မြေကြီးလေးကိုသူဖျားဆက်ကြမှုနေဖျားတယ်အဲ့ဒါအကိုတော်ကတရားသမားလားဒီဘက်ကိုပြန်လှည့်မယ်နော်အမအမတော်ကြောင့်ပြီးသွားတယ် အဲ့ဒါနဲ့အမတော်ကစိတ်ကြီးတော့အဲ့လိုကျင်းစာလေးတိုက်တော့လူတွေဒုက္ခရောက်တော့ဒုက္ခတွေရောက်ပြီးတော့သင်မဆုလို့အကိုတော်ကအမြတ်တကံလေးတူးလဲပြီးလဲပြီးရောဖရားတည်တယ်အဲ့လိုအန္တရာယ်ရှိလို့ရှိရင်လည်းအကိုတော်ကံလို့ရှိရင်အဲတောက်လိုက်လို့ရှိရင်ပျောက်တယ်ဆိုကြပါစို့ပေါ့နော်ဒါတခုလေးကျွန်တော်ပြောခြင်းပါသေးတယ်ဒါပြင်နှစ်တည်ကြာလာတော့သူတို့လည်းနှစ်900ကျော်ပြီပထမဒုတိယဖရားနဲ့ဆိုမတိမ်မရိတ်လေအဲ့ဒါနှစ်တည်ကြာလာတော့ဒါတွေမရှိတော့ဘူးလားလို့မေးစရာလိုလို့ရှင်မေးလို့ရတယ် ဘလို့မေးလို့ရတယ်ဆိုတော့ဟာရီရဲ့ဖခင်ကြီးရဲ့နောက်မှာလေကွင်းကြီးအဲ့ဒီလေကွင်းကြီးထဲမှာမရှိစင်ရတာပေါ့ပိုက်ချစာတယ်အဲ့ငါမြုံထောင်လာတော့ငားဖမ်းပြီးတော့စာတယ်ပေါ့နော်အဲ့ဒါဒီထဲမှာငားတဲ့ကန်ထဲမှာငားတွေရှိတယ်အဲ့ဒါဟိုမြတ်ပဲဒီ၁၂နာရီတချက်တိလောက်ကြီးလာခိုးဖမ်းတာပိုက်နေပြတာပေါ့နော်အဲ့ဒါပြည့်လဲသွားလဲပြီးလဲပြီးရောသူတို့ရောင်းဝယ်စားရတာပေါ့စားလဲပြီးလဲပြီးရောတိတ်မကြအခုနှစ်နှစ်လောက်ပဲရှိသေးတယ်တိတ်မကြဘူးတခါတည်းအပိတ်အပိတ်ဖို့ဖို့ဖို့ရေခါထွက်လာ ထွက်လာပြီးတော့ရှောက်ဆေးတွေကူတာဘယ်မှကူလို့မရအောင်နှစ်လလောက်ပဲကြာသေးတယ် အဲအဒီလိုရှိတယ်အရင်စွန်းလဲစွန်းအမလေအဲ့အမတော့အခုတော့အခုဒါရှမ်းပြည်ကကြံခဲ့တဲ့ရက်ကလေးကမှအဝယ်စားလာလဲပြီးသွားတာအဲ့မှာကပတ်ပြည်မင်းမင်းမြောက်တန်းစား၅ပါးတွေအစုံပဲเนาะအဲ့ဒါအချိုးပွဲတွေပါလေထိုးတယ်အခုသူတို့အခုဆိုလို့ရှိရင်အခုတော့ drug အမတော့ drug ဒိတ်ထန်ကြတယ်စီးပွားရေးသမားတွေကဒိတ်ထန်တယ်နောက်တစ်ခါကျွန်တော်တို့တိုင်းပြည်မှာဟိုဝန်ထမ်းတွေပေါ့เนาะအဲဒီယာရုထဏနာတွေလည်းတိုးကျင်ပါတယ်ဆိုလို့ရှိရင်လည်းအဲ့မှာပွဲတွေပြင်ကြတယ်ပေါ့เนาะအဲ့ဒါလည်းပြည့်ရပြည့်ရအမ သမီးတို့လည်းအမတို့တွေလည်းစူတောင်းပြီးတော့ပြေအောင်လုပ်မယ်ဆိုကျွန်တော်စူတောင်းပြီးမှပြီးတော့နော်အကုန်ပြီးလို့ရှင်အဲ့ဒါနဲ့ဒီမှာအမအကိုတော့ကန်လာသွားကြည့်တရားထိုင်တဲ့နေရာလေးဟိုဟာ time book လေးပါရိုက်မောင်တော်အာမောင်တော်ပြမဒေဝမင်းသားနော်ဟိုခုနအေးအမဟိုမှာ time book လေးနော်ပြီးတော့ရိုက်အဲ့အရာကတော့ပြောတဲ့အတိုင်းပေါ့နော်အကိုတော်ကမြေတားရေကြီးကံပေါ့သူကမြေတားနဲ့နေတယ်တရားနဲ့နေတယ်တရားအားထုတ်တယ်ဘာဘာတို့လည်းတရားအားထုတ်တော့ကိုတော်မတော်ရေရှိမှာစူတောင်းရတာပေါ့နော်အခုလိုမှပြန်လှူတယ် ပထမပွဲတွေရွတ်တော်လဲဟိုပါပေါ့နော်နေစွန်းတို့ညာစွန်းတို့ပြန်လူတယ်ဒီမှာတရားပွဲတွေလုပ်တယ်ဘဘတို့တိန်းနေချီပြီးတော့ကိုလှူတာအဲ့လိုမျိုးကိုအမီတို့ဒီကံကအခုခဏပြောတယ်အကိုတော်တူရဲ့ကံရတ္တရေကြီးကံဟိုဖရားလေးကအကိုတော်ရိုက်ဖရားလေးပါဆိုအကိုတော်အကိုတော်ဒီဒီကံကရတဲ့ရှင်မြေကိုယူလဲပြီးလဲပြီးတော့စัจ जा မူနီဖရားတဲ့အဲ့ဒါတို့ရစုကိုတောင်းတောင်းလို့ရတဲ့လုံငန်းကံကနေအစဉ်ပြေတဲ့သူတို့ဘာအတိုက်ခိုက်နှောက်ရှက်ဖြစ်စီတွေကိုလဲပေရှားပေးတယ်ဘောင်းနမနေအောင်စလုံး การเยียงเลี้ยวติชาใหญ่นะเจ้าเด่นนามเป็นยันนี่ใบใหญ่แหละยันนี่สวยเลยจะเอามาหัวซูโกมา ီမှာကြီးဟိုကလည်းစိမ့်တယ်ဒီကလည်းစိမ့်တယ်စိမ့်မင်းနဲ့ဟိုကစိမ့်စိမ့်လေးကကြီးနေသလားဒီကစိမ့်စိမ့်လေးကနောက်လေးတယ်ကွာဘာဘတို့ငယ်ငယ်တုန်းကဆိုလို့ရှင်ဟိုရွှွန့်ပုတ်ရည်တွေတော့အမျက်နောက်လေးအမျက်ရနောက်လားဒါကြောင့်ရေကြီးကရေနောက်ကဆိုပြီးဟိုးတခိတ်တခါတည်းက အကိုတော်ကံကရေကြီးလို့အမတော်ကံကရေနောက်လို့အဲ့ဒီရေကြီးကံရေနောက်ကံလေးကိုအစွဲပြီးဦးပြီးတော့ရေကြီးရေနောက်ဖရာရေကြီးရေနောက်အကိုတော်အမတော်ကွင်းရေကြီးရေနောက်ကဖရာကြီးဆိုပြီးရက်ကူးတက်တိုင်းတိဒီရှိနေတုံးဒီနာမည်လေးကနော်အမှန်တကယ်လဲရှိတယ်အမှန်တကယ်လဲအခုပြောခဲ့တဲ့အတိုင်းပါပဲလို့နော်အကိုတော်တွေအမတော်တွေကလည်းသူတို့ဒီလိုနေပင်လည်းစောင့်ရှောက်တယ်သူတို့လာပြင်းတဲ့ပွဲတွေပတ်စံတွေလည်းအဲ့ဒါဖရာကြီးတွေပဲအကုန်ရောက်တယ်နော်ဝင်းနေမှာတော့ဖရာတွေအများကြီးပဲနော် ိုက်မှာဟိုပါလျောင်းတော်မူဘုရားရှိတယ်လျောင်းမတော်မူဘုရားရဲ့ရှင်မှာနဂယုံဘုရားရှိတယ်အဲနဂယုံဘုရားရဲ့ရှင်မှာကြတော့သူကတိန်တော်ကြီးရှိတယ်အဲ့ဒါတော့ဘာမှလိုက်မရှင်းတော့ဘူးဒီမှာပဲပြောလိုက်မယ်နော်ဟုတ်ကဲ့ပါဟုတ်သိင်းဆိုတာကမြန်မာပြည်အမြောက်အများမှာတိန်နေမြောက်များစွာရှိတယ်။တိန်နေဆိုတာကမြေပေါ်မှာပဲတင်ဆောက်ကြတာဒီမှာလည်းမြေပေါ်တင်ဆောက်တာအဲမှန်ပါတယ်ဒါပေမဲ့သူကကန်ကြီးကိုတူးလိုက်တာကန်ပတ်ပတ်လေးကိုတူးပြီးတော့မှအလဲဘက်ဟိုမှာပေါ့နော် ကယ်လိုက်တာကတိန်တော်မင်္ဂလာကြီးအဲ့ဒီတိန်ကိုလည်းပဲတူတူကိုကိုတဲတဲ့တိန်တော်မဟုတ်ဘူးနည်းနည်းရရဆောက်လုပ်တဲ့ပုံကောမဟုတ်ဘူးအဲ့တော့ပြောမယ်ဆိုရင်တော့လည်းအများကြီးပဲ သာသနာတော်အစသထုံကလို့ပြောလဲပြီးလဲပြီးရောတမိတို့လည်းသိပါလို့နော်သာသနာတော်အစသထုံကသထုံကနေပြီးတော့အဲတော့ယထာရမင်းကြီးကနေပြီးတော့တွားပြီးတော့ချင်းမြင့်နဲ့တောက်ခံတယ်တောက်ခံလဲပြီးလဲပြီးတော့ပကံကိုရောက်တယ်ပကံမှာရွာကြီးစကူရွာတဲတယ်တဲလဲပြီးတော့သာသနာတော်ကြီးကိုထုံကအောင်လို့ဘုရားတဲတယ်ကြောင်းဆောက်တယ်ပေါ့နော်အဲ့ဒီနေရာမှာအရှင်အရဟံဒီအဲ့ဒီနော်ယထာမင်းကြီးနဲ့တခါလဲ ဆရာနဲ့တကလက်တွဲပြီးတော့သာသနာတော်ကြီးကိုပြုလိုက်တာယနေ့တက်တိုင်းပြီးသာသနာတော်ကြီးကနေလိုလားလို့ထုံနေတောက်ပါတယ်ပြောလိုတာကအဲ့ဒီဟိုဟာအရှင်အရဟံနဲ့ယဟန္တာကိုတော့မထေရမြတ်ကြီးနဲ့အတူတူပါလာတဲ့ဒီယဟန္တာမထေရမြတ်ကြီးကရှင်စပ်ပရာတဲ့သူကဒီရှင်စပ်ပရာကဘာဘာတို့ဒီပသိဒါအဲ့ပသိဒါဒီဘယ်သူကဘယ်နေရာလဲဆိုတော့ ဒီငပူတော့နားမှာရွာလေးတရွာရှိတဲ့ရွာလေးတော့ဘောမှာမမမီအဲ့မှာကြီးပြင်းလဲပြီးလဲပြီးတော့ဖုံးဝဲဖုံးဝဲဝရဟနာဖြစ်တဲ့ဒီပေါ့နော်အဲ့မှာရဟနာအဲ့သူကဆောက်လုပ်ခဲ့တဲ့နေရာကအဲ့တိန်တော်မင်္ဂလာကြီးရဲ့ဘွဲ့နာမည်ကအဲဒီသူကိုယ်တိုင်ဆောက်လုပ်လူတန်းခဲ့တဲ့အဲရဟနာကိုတော်မထေမြတ်ကြီးဆောက်လုပ်ပူဇော်ခဲ့တဲ့ရဟနာတိန်တော်ကြီးအဲ့ဒီမှာတရားထိုင်တဲ့အခါတော့အခုလိုစူတောင်းတဲ့အခါတော့ဆိုလို့ရှိရင်အဆင်ပြေတယ်ဘာဖြစ်လို့ဆိုတော့သူကရဟနာမထေမြတ်ကြီးကိုတော်တိုင်ကိုပြုလုပ်ခဲ့တာအေးအဲ့ဒါအဲ့ဒါ အဲ့ဒါလေးပေါ့နော်သူကတော့ထူးထူးခြားခြားလေးအရဟန္တာမထေရကြီးရင်ဆောက်လုပ်ပူဇော်ခဲ့တဲ့ပိတ်ပိတ်ပိတ်မှာပိရင်း၉သိန်းရှိတယ်အဲသူလောက်ခဲ့တာဒီဟာတော့အထီးခရပေါ့နော်ဒါပေမဲ့တို့ဟိုဟာမှာလေးကုံတယ်လမ်းမှာတိန်တော်ကြီးတွေ့ရအဲအဲ့ဒါလည်းသူဆောက်တာပဲပြီးတော့ဟိုအဲဟိုဥစ္စာလေးညမညဈေးဟောင်းလေးညမအဲ့ပါညမညလည်းပြောယူတာကျွတ်ရေသာပင်ဈေးအနားမှာလည်းတိန်တိန်တစ်ခုရှိတယ်လေအဲအဲ့ဒါသူဆောက်တာပဲအများကြီးပဲသူဆောက်တာအားလုံး၉သိန်းရှိတယ်နော်ရိုးရိုး ုတ်တိုင်းမှာတော့အဲဟုတ်ကဲ့အဲဟိုကတိုင်းမှာတော့သူကအပေးပေးထားတာလေးပြောထားတာလေးပါတော့ဟုတ်ကဲ့အဲကြတော့အကုန်လုံးဟာလို့ဒီလိုဟုတ်ကဲ့